အဲအမျိုးသမီးတယောက်ရဲ့ဖုံးကံကလေအရန်ကိုမြင့်မားလို့အားကြီးနေဖြစ်စေအဲ့ဒီမျိုးသမီးကအရန်မြင့်မြတ်လို့လည်းမျိုးသမီးဖြစ်စေအဲ့ဒီမျိုးသမီးတွေကပေါ့နော်အပြိုကြီးတွေဖြစ်တတ်တယ်နောက်ပြီးတော့အိမ်ထောင်ကျခဲ့မယ်ဆိုရင်လည်းသူတို့ကအိမ်ထောင်မမြဲတဲ့နဲ့ကွဲတတ်တယ်အာတခုလိုက်တော့စင်ကြမ်းမှလို့ဖြစ်တတ်တယ်ပေါ့နော်ဒါကို ့ကိုသိရမယ်ကိုကဖုံးကန့်မြင့်မားလုံးလုံးမြင့်မြတ်လုံးနဲ့မျိုးသမီးတယောက်ဖြစ်လို့ဆိုတာသိသိချာချာသဘောပေါက်ရမယ်ကိုနောက်မှဖုံးကန့်မမြင့်မားတဲ့ယောက်ျားကိုထက်မှဖုံးကန့်မကြီးကျယ်တဲ့ယောက်ျားကိုကိုကဘယ်လိုမှပေါင်းဖက်လို့မရဘူးဆိုတာသိသိချင်တယ်အဲ့တော့လူတွေတော်တော်လေးကပြောကြတယ်အမျိုးကြီးတို့တစ်ခုလက်တို့ပါညာတို့ဆိုလို့ရှိရင်ကော်မစွန်နာတို့ဘာတို့ညာတို့အထင်သေးစကားတွေပေါ့နော်ပြောချင်တာကသူတို့မှအဲ့လိုမျိုးစဉ်းစားတွေးခေါ်တတ်တဲ့လူလိုမျိုးအသိတရားမရှိလို့သူများတက်ကောင်ထင်ချပြောဆိုတာရှင်အဲ့ဒါကိုသိဖို့ပြောချင်တယ် ပြီးတော့အဲ့လိုမျိုးဘဝမှာတရောက်တန်းရှင်တန်တောက်ပပြီးတော့အောင်မြင်နေတဲ့မျိုးသမီးတွေကသူတို့နောက်မှာအရေးချင်းမရှိတဲ့မတော်တဲ့ယောက်ျားတွေသူတို့ဘဝလည်းလွယ်လွယ်နဲ့ဝန်ခံဦးရှင်လက်ထပ်ယူဖို့ဆိုတာဝေးလာဝေးနော်ကိုယ်နောက်မှာအရေးချင်းမရှိတဲ့ယောက်ျားတွေကိုယ်နောက်မှာမတော်တဲ့ညံ့ပြင်းနှုံချတဲ့ယောက်ျားတွေကိုအထင်မကြီးလို့အိမ်ထောင်မပြုတာကပြုပြင်းနဲ့ကွဲတာပါနော်နံပါတ်3တစ်ချက်ကကိုယ်ပေါ်မှာမေတ္တာတစ္ဆာနဲ့တည်တည်ချာချာစစ်မှန်စွာမရှိတဲ့ယောက်ျားတွေကိုသူတို့ဘုရားထဲမှာမထားပါဘူး သူတို့ရဲ့ချစ်တတ်တဲ့နှလုံးသားတစ်စုံရဲ့ဆန္ဒကိုသူတို့ရဲ့တိတ်ပြီးတော့ထက်မြက်ပြီးတော့ဉာဏ်ကောင်းလို့နဲ့သူတို့ရဲ့အုပ်နောက်ကထိမ့်ချုံနိုင်တဲ့စွမ်းအင်မြင့်မားတဲ့တော်လုံးနဲ့အမျိုးသမီးတွေထက်မြက်လုံးနဲ့အမျိုးသမီးတွေကြောက်တာဖြစ်တယ်လို့ဉာဏ်ကပြောချင်တယ်။အဲ့ဒါကိုသူသိချင်ချာသိတာနော်။အဲ့တော့အပျော်ကြီးဖြစ်ရတာတခုနဲ့ဖြစ်ရတာစင်ကယ်မန်းဖြစ်ရတာကိုလက်မထောင်ပြီးတော့အပျော်ရွှင်ဆုံးအတောက်ပဆုံးအောင်အောင်မြင်ဆုံးရက်တည်နေနိုင်လို့ဆိုတာကို ကုန်ယူလိုက်ပါဝင်ကြွလိုက်ပါအားလုံးကကိုလောက်ဖုံးကန်မရှိဘူးယောက်ျားလိုဆိုတာကိုသိပါကိုလောက်မှမတော်တဲ့အရင်ချင်းမရှိတဲ့ယောက်ျားအဖြစ်ယောက်ျားညံ့နေဆိုတာသိပါကိုကအင်မတန်မှညံ့တင်ကညစ်ညစ်မှာတော့နဲ့နှလုံးသားကိုခိမ့်ချုံနိုင်တဲ့သူဖြစ်တဲ့ဆိုတော့ကိုရဲ့တန်ဖိုးကိုကိုကကိုသိပါ